โอเคမန်လီဖန်နဲ့ team radio ကိုအပိနာဆင်နေကြရပြိသမားရှင်အခုတစ်ခါကျမရဲ့ခန္ဓာမှာဆိုလို့ရှိရင်လေခုရှိရှိကို health care call center မှာဒေါက်တာဖြိုးဝေထွန်းနဲ့အတူတူကျတို့တွေ healthy lifestyle နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဆွေးနွေးပေးဖို့အတွက်လည်းဒီဘက်မှာရောက်ရှိပါပြီဆရာရင်မင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့ပါဆရာအဲတော့ကလေးတို့တနေ့တနေ့ပေါ့နော်လေပတ်နေတဲ့လုပ်ငန်းဆောင်တာတွေပြီးမြောက်ဖို့အတွက်စိတ်ခန္ဓာကျန်းမာဖို့ကရည်ကြီးတယ်ပေါ့နော်ဆရာဆရာနဲ့ဒီနေ့မှာဆွေးနွေးမယ့်အကြောင်းအရာလေးကတော့ကျန်းမာတဲ့ခန္ဓာကိုဖြစ်ဖို့ ကိုယ့်ရဲ့ကိုခံအားတွေကပေါ့နော်အဓိကအရေးပါတော့ကိုခံအားစနစ်ကောင်းမွန်ဖို့ဘလို့အလေးချက်တွေကိုအဓိကထားလှုပ်ဆောင်တဲ့လေကိုခံအားကဘာကြောင့်မလို့အရေးကြီးလဲဆိုတာလည်းအရင်ဆုံးပြပြပေးပါအောင်ဆရာဟုတ်ကဲ့ခင်ဗျာဟုတ်လူတစ်ယောက်မှာကိုခံအားကတော့ဒါအဓိကကြောင့်တဲ့ထဲမှာပါတယ်နော်ကိုခံအားကလုံလောက်တဲ့ပမာဏပေါ့နော်ကောင်းနေမှပဲပြင်ပကယောဂပိုးတွေကိုသူကကောက်ွယ်နိုင်တာပေါ့နော်ဒါမှပဲကိုကဘလို့လဲဆိုတော့ဒီ body resistance ပေါ့နော်ခုခံအားကောင်းမယ် ဆိုတော့ကျွန်တော်တို့ဒီကိုခန်းအားကောင်းဖို့တက်ကဘာတွေလုပ်ဖို့လိုလဲဆိုတော့ကျွန်တော်တို့ကဒီအစာတောက်အနေထိုင်ပေါ့နော်ဂီယူဆိုင်ဖို့လိုတာပေါ့နော်ဒါကျွန်တော်တို့ပုံမှန်ဒီလိုမျိုးအလွယ်တကူပြောမယ်ဆိုရင်တော့အိတ်ကစားတာဂီယူဆိုင်မှာပေါ့ဟုတ်တယ်နော်အဲ့ဒီအဲမှာကျွန်တော်တို့အဓိကကျွန်တော်ပြောချင်တာကြတော့အစာတောက်ပေါ့အစာတောက်တဲ့အစာတောက်ကစားတဲ့အချိန်မှာကိုကဟိုကိုတက်ကအာဟာရကတင့်တင့်မြတ်တာဆိုတာပါတဲ့အာဟာရဖြစ်တတ်တည်ဖြစ်ရမှာပေါ့ balanced diet ပေါ့နော်အဲ့ကနေပြီးတစင်ကိုရီးယားကိုခံဖြစ်ဖို့လို့လို့မှာပေါ့နော်ဟုတ်ကဲ့အဲ့မှာဆိုကျွန်တော်တင်းတင်းမြတ်ထားတဲ့အစာတောက်ကပါလဲဆိုကျွန်တော်တို့ကနော်ထမင်းတွေဒီကစီတက်ပေါ့နော်ကာဘိုဟိုက်ဒရိတ်ကျွန်တော်တို့တင်းတင်းတခြားဟာတွေပါပါဖို့လို့လဲဆိုတော့ကျွန်တော်တို့အသားဓာတ်တို့နော်ပြီးတော့ကျွန်တော်တို့အသီးနှံတွေ ်တင်းနဲ့နေလဲဒါလည်းကိုခံအားလည်းကောင်းတာပဲနော်ဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ကဟိုတနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ဒီလူတွေကိုပေါ့နော်လူနာတွေအလွယ်တကူသိရမယ်ဆိုရင်တော့ colorful ပေါ့အယောင်စုံနေတဲ့ဒီအစားတော့ဖြစ်ဖို့တော့လုပ်တယ်ဟုတ်ဟိုအစားကိုစုံလင်ပြီးတော့မှ balance ဖြစ်နေရမှာတခုတည်းကိုကပ်ပြီးတော့မှစားနေတာမျိုးမဟုတ်ဘူးပေါ့နော်ဒါလေးတစ်ချက်လုပ်မယ်ပြီးတော့ကျွန်တော်တို့ကကိုခံအားဖြင့်ပေါ့နော်ဒီဒီနေ့စိတ်နေမကောင်းစင်အားကြတော့ဒီကျန်းမာတန်ဆွမ်းတဲ့ဒီခန္ဓာကိုယ်ဖြစ်ဖို့တက်ဆိုရင်တော့ကျွန်တော်တို့ကဟိုတခြားယောဂတွေမဖြစ်အောင်ပေါ့နော်အန်ဒီရရှိတဲ့နော်ဟို အစာတောက်တွေလည်းရှောင်ကြဉ်ရမှာပေါ့။ဟုတ်ကဲ့။အငံစာတောက်တာလွန်ကဲတာမျိုးတွေကျွန်တော်ရှောင်ကြဉ်ရမယ်။နောက်အစီတက်အစီတက်မှာဆိုရင်ကျွန်တော်တို့ကပြေဝအစီပေါ့။ပြေဝအစီဆိုတာဘာကိုပြောချင်လဲဆိုတော့အဓိကကဒီအဲ့ဒီအစီတွေကကြောင့်ခန္ဓာကိုယ်ရဲ့အပူချိန်ထဲမှာအပူချိန်မှာဆိုရင်တော့သူကအခဲဖြစ်သွားတာ saturated fat တွေပေါ့။ဒါတွေကဘယ်ကနေလာလဲဆိုတော့အသားအသားအစီတွေကနေလာတယ်။ဟုတ်ကဲ့။နောက်အသားအစီတို့ဘာလို့ဆိုတော့ကိုက ဟိုဖြစ်နိုင်တယ်ဆိုရင်တော့အစီကိုမစားဘူးပဲနဲ့ကျွန်တော်တို့ကအသားကိုစားမယ်ပေါ့နော်ပြီးတော့မှကျွန်တော်တို့အစီဒီပိုင်းထည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီ vegetable oil ပေါ့နော်အသီးနှံတွေထည့်တဲ့ဒီအစီတွေကတော့ကောင်းတယ်နော်ဒီလိုမျိုးတွေပေါ့ငါးဆိုလဲငါးအစီပေါ့ omega 3 fatty acid အန်ဒါလေးကကျတော့ကိုယ့်တက်ကခန္ဓာကိုယ်တက်ကောင်းတဲ့ဟာမျိုးတွေပေါ့နော်အဲ့မှာကြောင့်ကျွန်တော်တို့ဒီအစားအသောက်နဲ့ပတ်သက်တယ်ဆိုရင်ထပ်ပြီးတော့ထပ်ပြောချင်တာကကျတော့အခုခေတ်ကာလမှာဆိုရင်တော့ဟို life in the fast lane ပေါ့ life in the fast lane ဆိုမြန်မြန်သွားမြန်မြန်စား ခစ်တော့ဒါအခုခစ်မှာမဟုတ်လုံခဲ့တဲ့ဆန်နဲ့နှစ်နှစ်လောက်တည်းကအဲ့လိုမျိုးတော့ခစ်တော့ရောက်နေအခုဆိုနေပူစုံပါเนาะအဲ့ချိန်ကကျွန်တော်တို့ကဘာလေးအတိတ်ကစားလဲဆိုအလွယ်တကူစားလို့ရတဲ့အသင့်ထားအသင့်အစားအစားတောက်တွေတော့များလာတယ်။ဟုတ်ပါတယ်။ဒါတွေကကြာလွယ်ရေခဏခဏစားရင်တော့လေဟိုမကောင်းเนาะအဲ့ဒီထဲမှာဆိုကျွန်တော်တို့အချိုတက်တွေပါရင်ပါမယ်เนาะ preservative လို့ခေါ်တဲ့ဒီတန်ရှိကန်တဲ့ဟာမျိုးတွေထည့်ထားခြင်း။ဒါတွေကကြာတော့ပုံမှန်ဆိုတော့မကောင်းဘူးပေါ့เนาะကွက်ကိုပုံမှန်ကွက်ကိုချက်ပြုတ်ပြီးတော့မှစားလာတော့ပိုကောင်းတယ်เนาะเนาะအဲ့မှာကျွန်တော်တို့ဒီဟိုပေါ့ sugary ပေါ့ free sugar ပေါ့ ရှောင်းတဲ့နယ်ထဲမှာ free shoe ကဆိုတော့ဒီလိုမျိုးတကြားထည့်ထားတဲ့ဒီအချို့ကြီးပေါ့ဒါလေးကိုကျွန်တော်တို့ကရှောင်းတဲ့နယ်ရှောင်းတဲ့နယ်ငါကလည်းမရှောင်းနိုင်ဆိုတော့တက်နေတော့နည်းတမျှနည်းအောင်ကျွန်တော်တို့တောက်ပြီးတော့ဘယ်လိုမျိုးအချို့ကြီးတောက်မယ်ဆိုတော့ကျွန်တော်က fruit juice တွေပေါ့ fresh fruit juice ပေါ့လက်လက်ဆက်ဆက်ဖြော်ထားတဲ့ဒီအတိဖြော်ရည်လေးဒါလေးဆိုတော့ကျွန်တော်က sugar လို့ခေါ်တဲ့တကြားတောက်ထက်ထည့်ထားတာမဟုတ်ဘူးအဲ့ဒီလိုမျိုးဟာလေကြတော့ကိုတက်လည်းကောင်းတယ်နော်အသီးတွေကကြောက်လဲကိုတက်ကကိုခံအားအတွက်လည်းကောင်းတယ်နှစ်တာအစားတောက်ကိုပြောတာနောက်တစ်ခုကျွန်တော်ထပ်ပြီးမှပြောရမယ်ဆိုရင်တော့ဒီရေပေါ့ ရေတက်ကလည်းအရေးကြီးတယ်ရေတက်ကလည်းဒီအခြေခံအဖြစ်ကကုတ်ခန့်အားတက်ကကောင်းတယ်နော်ပြီးကောင်းတယ်လို့နောက်တစ်ခါကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ခန္ဓာကိုယ်မှာပေါ့ရေတက်ခန်းချောက်တာနဲ့မဖြစ်တင်အောင်မဖြစ်အောင်လည်းသူကကောက်ခဲ့ပေးတယ်လို့ချောက်ကတက်ကလည်းကောင်းတယ်နော်စီလန်းချောင်းတက်ကလည်းပိုးဝင်တာမျိုးလေးပဲကသူကကောက်ခဲ့ပေးတယ်ချောက်တူပါတေတာမျိုးတွေလည်းမဖြစ်အောင်ပေါ့နော်ဒီမြောင်းထဲမှာကျွန်တော်တို့ကရေတွေကတင်းတင်းစီးစင်းနေတယ်လို့ပေါ့ရေမြမတောက်လိုက်တဲ့ညမှာစီလန်းချောင်းလည်းပုံမှန်ပေါ့ တော့သူပေါ့ဒီ urine output လို့ခေါ်နေစီးရတယ်တော့သူထက်နေတာမျိုးလို့ရှိတယ်နော်ဒါတော့အစားအသောက်ကိုပြောတာပေါ့နော်အစားအသောက်ထဲမှာဘာလဲပါလဲဆိုတော့ရေလဲပါလားပေါ့ရှင်းပါမယ်ပြီးတော့နောက်ထပ်ကျွန်တော်ဘာပြောမလဲဆိုတော့အနေအထိုင်ပေါ့ဟုတ်ကဲ့အစားအသောက်နဲ့အနေအထိုင်ဆိုတော့အနေအထိုင်ကကျွန်တော်ဘာလဲဆိုတော့ကိုရီးယားဟိုလှုပ်ရှားသွားလာတတ်တတ်လက်လက်ဒီ personality လို့မယ် lifestyle လေးပေါ့နော်အထိုင်များတာမျိုးမဟုတ်ကိုကအချိန်လေးကထိုင်နေဆိုတော့ပုံမှန်လေးပေါ့မတက်ရက်တာမျိုးလေး အဲ့မှာဆိုကိုကလုပ်ငန်းခွင်တွေသွားလဲဆိုရင်တော့ကိုကဓာတ်လေကအထိုင်ကြားတဲ့အလုပ်ဖြစ်တယ်ဆိုတော့ဓာတ်လေကပဲသုံးတာလဲဆိုင်ကိုရီးယားပုံမှန်လေကားလေးသုံးတာလေးပေါ့နော်ဒီလှုပ်ရှားသွတ်သွတ်လက်တဲ့ဒီနေထိုင်မှုပုံမှန်လေးလိုမယ်နောက်အဲ့ဒီထဲမှာကျွန်တော်ထပ်ပြောချင်တာကတော့ဒီ exercise လို့ခေါ်တဲ့လေ့ကျင့်ခန်းလေးပေါ့အဲ့အလားကျတော့ကျွန်တော်တို့က gym ကိုသွားဆောင်မှာမဟုတ်ဘူးနော်ပုံမှန်နေ့တစ်တူပါဆိုတော့လူတိုင်းလုပ်လို့ရတာဘယ်လိုလဲဆိုတော့တရက်ကိုမိနစ်30လောက်ပေါ့ခတ်တက်လမ်းလျှောက်တာလေးပေါ့ โอเคအဲ့တော့ဘယ်ဘယ်မှလဲတော့ဆက်ဆက်မှုရှိလဲဆိုရင်တက်လေကမသုံးမနဲ့ကျွန်တော်တို့လေကသုံးတာလဲဆက်ဆက်မှုရှိတာပါဒီလိုမျိုး exercise လေးပေါ့နော်တစ်မိနစ်ကိုအနည်းတစ်ရက်ကိုအနည်းဆုံးမိနစ်30လောက်တစ်ပတ်ကိုအနည်းဆုံး9ရက်လောက်တနည်းအားဖြင့်ပြောင်းရင်တစ်ပတ်ကိုဟောလောက်ပေါ့မိနစ်150လောက်ကိုဒီလိုမျိုးဟို exercise လေးဖြစ်တယ်ဆိုရင်တော့ဒီခန္ဓာကိုယ်မှာအစီအသက်တွေပါရ ယုံနေပြီးတော့မှစိတ်ဖိစီးမှုတွေလျှော့ချပြီးတော့ကုန်ခန်းအားနဲ့ကောင်းတယ်ပေါ့နော်ဒါလေးတွေရှိမယ်ပြီးတော့ကျွန်တော်တို့ဒီစိတ်ဖိစီးမှုတက်ကလည်းကျွန်တော်တို့ကခနာကိုတက်ရောက်မှုရှိတယ်စိတ်ဖိစီးမှုပါနော်ဒါကြောင့်မို့ကျွန်တော်တို့ကစိတ်ဖိစီးမှုကိုကိုကထိန်းချုပ်ဖို့လိုတယ် management ပေါ့နော်အခုခေတ်ကာလမှာဆိုရင် life in the first lane နဲ့အတူတူကဘာတွေဖြစ်လာလဲဆိုတော့ stress တွေ pressure တွေတော့အထက်လျောက်ဖြစ်လာတယ်အဲ့ချိန်ကျကျွန်တော်တို့ကစိတ်ဖိစီးမှုကအလုံးလုံးတာအလုံးလုံးတာပဲကိုယ်ဒီမှာ target ရှိတယ်လုံးဆရာရှိတာလုံမယ်ဒါပေမဲ့စိတ်ဖိစီးမှုဖြစ်တာမှဖြစ်တာနဲ့ပဲကွာ စိတ်ပြည့်စုံမှုဝင်လာပြီဆိုကိုရီးယားဘယ်လိုလဲဆိုတော့တစ်ခုခုကိုအာရုံစိုက်ပြီးတော့မှတရားထိုင်တာမျိုးတွေပေါ့ mindfulness exercise တွေလုပ်တာမျိုးတွေရှိမယ်ပြီးတော့ကျွန်တော် deep breathing ပေါ့အသက်ကိုလေနော်ဟိုပြည့်ပြည့်ပေါ့ပေါ့နက်နက်ရှင်းရှင်းရှိသွင်းရှိထုတ်လုပ်တာမျိုးဒါမျိုးစိတ်ဖိစီးမှုလျှော့တာမျိုးလေးပေါ့နော်အရန်ကြီးလိုအပ်တယ်ဆိုရင်ကိုလေကစိတ်ဖိစီးမှုကိုအရန်ကြီးမနိုင်တော့ဘူးဆိုရင်တော့နှစ်သိမ့်ဆွေးနွေးမှုတွေလုပ်တာမျိုးပြီးတော့ကိုဘက်ကဟိုဒီကောင်ဆယ်လာတယောက်နဲ့ဒီ stress management လုပ်တာမျိုးလေးပေါ့နော်ဒါတွေကတော့ကျွန်တော်ကတော့အခြေခံပြောတာနော်ထပ်ပြီးတော့ပြောဖို့လည်းလိုသေးတယ်ဒါတွေကဘာလို့လဲဆိုတော့အစားတောက်နေတဲ့ဆိုတော့အကျယ်ကြီးပဲ เนาะဒီပထမမေးခွန်းမှာကောင်းစရာတော်တော်များတယ်ပေါ့เนาะအဲ့ဒီမှာနောက်တစ်ခါမှလဲဆိုတော့ကျွန်တော်ပုံမှန်ပြောရရင်ဆိုရင်တော့ဒီလိုမျိုးပေါ့เนาะအချင်းချင်းကျွန်တော်တို့ဒီပြောကြတယ်တငယ်ချင်းတွေပြောတယ်เนาะဒါပုံမှန်ပြောရဆိုရင်တော့အိတ်တာစားတာပေါ့ Q site ဖို့လို့လဲဆိုတော့ဖဲထဲမှာပါပါသေးလို့ဆိုအိတ်တာပါသေးတယ်อืมအေးရကြတော့ကျွန်တော်တို့ကတရက်ကိုအနည်းဆုံး9နာရီလောက်တော့အေးပါတဲ့နော်ဟုတ်တယ်နော်เนาะအဲ့မှာဟိုညအိတ်ပုံမှန်စံတာကိုယ့်ကိုယ် sleep routine လေးပေါ့เนาะပုံမှန်လေးအိတ်တဲ့အချိန်လေးတွေတတ်မှတ်ပြီးလို့လို့တော့မဟုတ်เนาะအေးအေးပွားမှာပဲเนาะတိပိပွားမှာအနာရမယ် ်ဟုတ်ကဲ့ဒါမှမဟုတ်ကိုရီးယားဘာဖြစ်မလဲဆိုကိုခံအားလည်းကောင်းလာမှာပေါ့နော်အနာမျိုးလေးရှိမယ်ဆိုနောက်တစ်ခုကကျွန်တော်ကဘာတွေထပ်ပြောချင်လဲဆိုတော့ကာကွယ်စည်းလေးတွေပေါ့နော်ဒါကတော့ဟိုတချို့ကိုခံအခုဒီပထမမိကွန်းတော့ကိုခံအားနဲ့ဆက်ဆက်မှုရှိတယ်ခုနအနေထိုင်အစားတောက်လေးကျွန်တော်ပြောပြီးတော့ပြီအဲ့ထက်မှာထပ်ပြီးတော့မှကျွန်တော်ထပ်လုပ်လို့ရလာကြတော့တချို့သက်ဆိုင်ရာတချို့ယောဂလေးတွေရပါပေါ့နော်ယောဂပိုးတွေရယောဂလေးယောဂပိုးတွေတက်ကသက်ဆိုင်ရာကာကွယ်စည်းလေးတွေရှိတယ် နော်အမှယာတိတုတ်ကေးယာတိအခုလိုမျိုးမိုးယာတိဆိုရင်ယာတိတုတ်ကေးကာကွယ်ဆေးတွေရှိတယ်။ COVID-19 ကိုကိုဗစ်ကာကွယ်ဆေးဒီလိုမျိုးသက်ဆိုင်ရာကာကွယ်ဆေးလေးတွေကိုလည်းကိုကထိုးထားလိုက်ခြင်းအပြင်လည်းကိုရဲ့ကိုယ်ခံအားကိုပို့ပြီးတော့မှညှင့်တင်ပေးတယ်ပေါ့။နော်ဒါမျိုးလေးလည်းကျွန်တော်ကတော့ပြောချင်တယ်နော်။နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ကတကူရည်တန်ရှင်းမှုနဲ့ပတ်ဝန်းကျင်တန်ရှင်းမှုပေါ့။ကိုကကိုယ်ခံအားတော့ကောင်းတယ်ဘလောက်ပဲကိုယ်ခံအားကောင်းကောင်းကိုကဟိုညင်ညစ်ပတ်ပတ်နေတယ်ယောဂပို့လို့ရှိတယ်ဆိုရင်ယောဂပို့ဝင်ပါမယ်။ဟုတ်တယ်။ဒါကြောင့်မကိုက တကူရတန်ရှင်းရေးပေါ့နော်အထူးသဖြင့်ဒီပုံမှန်လက်ကိုတန်ဆင်းတာမျိုးအပောင်ပဲပေါ့နော်ကိုယ့်ရဲ့အလုပ်လုပ်တဲ့ဆိုအလုပ်လုပ်နေတဲ့စပွဲပါအပောင်ပဲပေါ့ပောင်ဝင်ခြင်းလေးပေါ့ကိုကပုံမှန်တန်ရှင်းမှုလေးလိုတယ်ဒါဆိုရင်ယောဂဗျာလေးကင်းမေးလာတော့မှာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဒါတော့ဆရာကတော့ကိုခန်းအကောင်းမှုအတွက်ကတော့ခုနအခြေခံလေးတွေကတော့အများကြီးပြောပြီးသွားပြီအဲ့ထဲမှာမှထပ်ပြီးတော့ရို classify ထပ်လုပ်မယ်ပေါ့နော်ထပ်ခွဲမယ်ဆိုရင်ရို့နောက်ပိုင်းမှာလုပ်ငန်းခွင်ဝင်နေရတဲ့သူတွေနေနဲ့အဲ့ချိန်စားချိန်မှန်မှန်တဲ့သူတွေကပို့ပြီးတော့များလာတာပေါ့ဆရာရဲ့အဓိကကတော့ အိတ်တဲ့ပြဿနာပဲဆရာစားတာကတော့အလွယ်တကူလွယ်လင်းတကူပေါ့နော်ဒါကတော့ဝင်နိုင်တယ်ဒါပေမဲ့အိတ်တဲ့ပြဿနာကအဆင်မပြေဘူးဖြစ်နေရဆိုတော့အဲ့တော့နောက်ပိုင်းမှာရုံသမားတွေအတွက်အကောင်းမွန်ဆုံးခန္ဓာကိုယ်ကျန်းမာလည်ပတ်ဖို့ပေါ့နော်နေ့စဉ်ဘယ်လိုမျိုးတွေလှုပ်ဆောင်သင့်လဲဆိုတော့ဆရာပြပြပေးပါအောင်ဟုတ်ကဲ့မှန်ပါတယ်နော်ဒါကဒီအလုပ်လုပ်တဲ့အချိန်ကကိုကိုကိုဂီယူဆိုင်မှုနည်းနည်းနေသွားတဲ့အချိန်ကြီးနော်နည်းသွားတာလည်းပါနေတယ်ဂီယူဆိုင်ရမှန်းပေါ့ဒီ head education ပေါ့နော်ဒီကျန်းမာပညာ ဘူးတာမရှိတယ်ဆိုရင်လည်းပူစုမှာပေါ့နော်ဆိုတော့အဲ့ဒါကြောင့်မကျွန်တော်တို့ကဒီအလုပ်လုပ်တဲ့အချိန်မှာဒီအေးဝါဖို့လည်းလိုတာပေါ့နော်ကိုကပုံမှန်ဆိုတော့24နေရာလုံနေရတဲ့အလုပ်ဆိုတော့အများကြီးနေတန်းဆိုတာမရှိဘူးလေနော်တခါတလေပေါ့ကိုရီးယားအေးပေါ်လိုရတယ်မဟုတ်ဆိုတော့တမျိုးပုံမှန်အချိန်မှာဆိုတော့ကိုက sleep hygiene လို့ခေါ်တယ်။တန်ရှင်းသောအိပ်စက်ခြင်းပေါ့။တန်ရှင်းသောအိပ်စက်ခြင်းဆိုတော့ဘာပြောချင်လဲဆိုတော့ကိုအိပ်မဲ့အချိန်ပေါ့။ကိုတေချာသတ်မှတ်ထားလား။ကျွန်တော်ခုနကတော့လည်းပြောရတဲ့ထဲမှာလည်းပါလား။နော်။ကိုက9:00နာရီအိပ်မယ်ဆိုတော့9:00နာရီအပြတ်။ကိုကသတ်မှတ်ထား။အဲ့ချိန်ကကိုခန္ဓာကိုက ခန္ဓာကိုယ်ရဲ့ရန်တရားပေါ့နော်ဒီ cycle ကမှန်လာမှာပေါ့နော်ဟုတ်တယ်အဲအဲ့မှာကျွန်တော်တို့ကအိပ်ရင်ပဲအချိန်ကြာကျွန်တော်တို့ကလုံးဝရေကိုဘယ်လိုကောင်းလဲဆိုတော့ routine ပေါ့နော် sleep hygiene နေနဲ့ကျွန်တော်ဘာတွေလုပ်ဖို့လိုလဲဆိုတော့ဖုန်းသုံးတာလေဖုန်းနေတက်ပက်တွေသုံးတာမျိုး screen time ကိုရှော့မယ်အတန်ကိုစုညံတာမျိုးတွေအဲ့ချင် TV တွေမချိနဲ့မချိနဲ့တော့ဟုတ်တယ်နော်နော်လုံးဝရေကဘယ်လိုကောင်းလဲဆိုတော့တန်ရှင်းတော့အိပ်ဆက်ချိန်မှာအတန်လည်းကျွန်တော်တို့ကမရှိအောင်စုညံတန်လေးတွေမရှိအောင်နောက်ပြီးတော့မီးပေါ့မီးရလဲကိုကဟို day night cycle ဆိုတာရှိတယ်နော်နေကင်းပိုင်းမှာထုံထားတဲ့မီးတွေကကြတော့ အဆင်မပြေဘူးเนาะမီးပိတ်ရမယ်တကယ်လို့ကိုကအမှောင်ကိုလုံးဝအဆင်မပြေဘူးဆိုညကိုထွန်းနေညမီးသီးလေးတွေရှိတယ်မီးရင်ဖြော့ဖြော့လေးနေเนาะဒါကြောင့် day night cycle ကိုမဖြတ်စီဘူးဟုတ်ကဲ့ပါဒါမျိုးတွေကျွန်တော်တို့ကလောက်ရမှာပေါ့เนาะပြီးတော့ကိုကအပူအေးအေးပေါ့เนาะဟိုကိုကတကယ်လို့ဟိုစပေါ့မဒီလိုမျိုးရသည်ဆိုရင်တော့ညပိုင်းမှာဆိုအေးတာမျိုးတွေရှိတယ်ဟုတ်ကဲ့ကိုကတကယ်လို့ချမ်းတက်တယ်ဆိုတော့ပုံမှန်စောင်းနေမှာတေချာလေးစနစ်တကျလေးပေါ့ခနာကုန်အပူချင်းမကြောက်တေချာလေးဂရုစိုက်ပြီးမှအိတ်တယ်ဆိုတော့ကိုဘက်ကအပူချင်းရလည်းမှန်တယ်ဆိုတော့အိတ်လို့ပို့ပြီးတော့မှပျော်တယ်เนาะဒါမျိုးတွေ ရှိမှာပေါ့နော်ပြီးတော့ကိုယ့်ရဲ့ကတင်ပေါ့နော်ဟို comfortable ဖြစ်ရမှာပေါ့ဟုတ်ကဲ့ဟိုမှာတခုတန်ရှင်းမှုတွေလို့လေကိုကအိတ်တဲ့ချိန်မှာကိုကခန္ဓာကိုယ်တက်ကခတိကောင်းဖြစ်တဲ့ယာရာမျိုးတွေဖြစ်တယ်ဆိုတော့ကိုကတန်ရှင်းမှုတွေလုပ်ပြီးတော့မှအေးရာ bed sheet ဒီပါအစ်စ်လဲတာမျိုးတွေနော်အိတ်တဲ့ဟာလည်းကိုကစနစ်ကြလိပါ mattress ပေါ့ဒီကတင်ကအဆပါနော်ဒီမှုရောင်ရအဆအဆင်မပြေဘူးဆိုရင်အဆင်ပြေအောင်လုပ်တာမျိုးတွေပေါ့ကိုယ့်ဘက်က comfortable ပေါ့အိတ်တဲ့ချိန်မှာတော့ကတန်ရှင်းပြီးတော့မှကိုယ့်တက်ကအဆင်ပြေတဲ့အနေအထားဖြစ်ဖို့လိုတယ်အချိန်နဲ့တတ်မှတ်ဖို့လိုမယ်ဒါဆိုရင်တော့ကိုကအိတ်တဲ့ဟာကပြည့်ပြည့်ပေါ့ပေါ့အိတ်လာမယ် နော်ပြီးတော့နောက်တစ်ခါကျတော့ကျွန်တော်ဘာလုပ်ဖို့လို့မလဲဆိုတော့ဒီအစာတောက်ပေါ့အစာတောက်ကလည်းခုနဟိုအမပြောသူလိုပေါ့နော်ဒီအလုံးလုံးတဲ့အချိန်မှာလည်းကအစာတောက်မှမှန်တာမျိုးတွေရှိတယ်အလွယ်တကူစားလို့ရတော့ညာအဲ့ဒီဟာလည်းကုတက်ကအနေကင်းမှုလို့မှာဟုတ်ကဲ့အဲ့မှာကျတော့ကိုကဘယ်လိုလဲဆိုတော့အစာတောက်ကလည်းကိုရဲ့အချင်းနဲ့လည်းဆိုင်တာပေါ့နော်အချင်းဆိုကိုကတေချာလေးတတ်မှန်ထားမယ်ကိုနေလဲစားအချင်းဆိုနေလဲစားအချင်းဒါဆိုတော့ကိုအစီဝေးတွေပါချိန်နေဆိုရင်တော့မကိုကတခါလေးပေါ့ဒီအချင်းကိုကိုက time management ကကိုကတိချာ plan ထားတယ်ဆိုရင်ကိုရဲ့အစားတောက်ကထိခိုက်မှုမရှိဘူးပေါ့နော်ဟိုအရေးပေါ်တစ်ခါတလေရလွဲလို့ပုံမှန်အနေနဲ့ဆိုတော့မှန်နေတယ်ဆိုကုတ်တက်ကကောင်းတယ်ဘာဖြစ်လို့ကျွန်တော်ပြောရလဲဆိုတော့အခုနောက်ပိုင်းမှာဆိုရင်လူငယ်တွေဘိုင်းနေလေပေါ့နော်ဒီအလုပ်လုပ်တဲ့လူမှမဟုတ်ចောင်းသားတွေဆိုတော့အဲ့လိုပဲအစားတောက်မှန်တဲ့အချိန်မှာအစာရင်ရောင်တဲ့ပြဿနာလေးတွေပေါ့အင်းအစာရင်ပြဿနာများလာတယ်နော်နောက်ပိုင်းဟုတ်ပါတယ်ဒါကဘာဖြစ်လဲဆို irregular meals လို့ခေါ်တဲ့ဒီအစားတောက်ပုံမှန်မဟုတ်တဲ့ဟာလေးတွေဟုတ်ကဲ့ပါပုံမှန်ဟုတ်တဲ့ဟာကိုကပေါ့မနက်နေ့လေညမနက်ဆိုလေ breakfast ပေါ့ နော်ဟုတ်ကဲ့ပါကောင်းကောင်းစမယ်ဘာဖြစ်လဲဆိုတော့ဒီအစားတောက်ကစားထားတော့မှမနက်စာကောင်းကောင်းစမှခန္ဓာကိုယ်မှာ energy ရမယ်ဟုတ်ပါတယ် energy ရမှစွမ်းအင်ရတော့မှကိုယ်အလုံးလုံးလို့ရမယ်ဒါဒီအတိတရားသိရမှာပေါ့နော်ပြီးတော့နေ့တယ်စားလို့နေ့တယ်စား12နာရီဆို12နာရီကိုကကိုစားမဲ့အချိန်တက်မှန်ထားလေညစားဆိုညစားပေါ့မနေ့နေ့လေကြာပုံမှန်လေးစားနေဆိုကိုကအစာရင်ရောင်းလာတယ်မဖြစ်တော့ဘူးကိုတက်ကဟိုစွန့်အင်လည်းရှိမယ်ကိုခံအားလည်းကောင်းနေမယ်ကောင်းမယ်နော်အဲ့ဒါတခုရှိပြီးတော့ကိုကဟိုရေးပေါ်ပေါ့ကိုကတနေ့ရမှာအလုံးလုံးနေချိန်မှာကိုကအစာတော့ထမင်းမှုနဲ့ကိုကအလွယ်တကူမရှိဘူးဆိုရင်ကိုကဘာလေးစောင့်ထားတင်နေဆိုတော့ ဟိုပေါ့အလွယ်တကူစားတဲ့ဟာအသင့်စားအလွယ်တကူစားလို့ရတဲ့မုံလေးတွေပေါ့မုံလေး biscuit လေးအဲ့ဒီမှာတကွအန်ရကင်းတဲ့ဟာလေးတွေပေါ့အာဟုတ်ကဲ့ဟိုလိုလဲဆို free shoe ကတော့တိတ်မပါဘူးဒီလိုမျိုးပဲအစာပြေစားတဲ့ဟာမျိုးတွေပြီးတော့မှကိုကအပြည့်ဝစားတာတစ်ပိုင်းဒီတိုင်းမဲ့အစာအိမ်တစ်ခုထဲမှာအစာလေးတစ်ခုရှိနေတယ်ဆိုရင်တော့ကိုတက်ကနည်းလေးနေလို့ထိုင်လို့ကောင်းတယ်ပေါ့နော်လူတွေရှိမယ်နော်အဲ့ဒါပြီးတော့နောက်တစ်ခုကကြတော့ရေပေါ့ရေတောက်ဖို့ကလည်းလူတွေတော်တော်များများမိတယ်ကျွန်တော်ပထမခုနကတည်းကပြောရတဲ့ထင်ပါလေပါတယ်ရေကကြလည်းတောက်ဖို့လူတွေ တရက်ကိုအနည်းဆုံးရေရ2လီတာနဲ့3လီတာတောက်ဖို့လိုတယ်။နော်ရေဖန်ခွက်ပေါ့ glass နဲ့ဆိုရင်တော့6ခွက်ကနေ10ခွက်ပေါ့။10ခွက်ဟုတ်ကဲ့။ရေတောက်ဖို့တွေလည်းရေအချိုးကြီးဆိုကျွန်တော်ခုနပြောတဲ့ထမလားပါသွားပြီ။တောက်ဖို့အကျင့်ကကိုလုတ်ဖို့လိုတာပေါ့။နော်အဲ့မှာဆိုကိုကတောက်ဖို့ပါနည်းနည်းလေးကိုကဟိုဘယ်လိုရေဘူးဆောင်တာတချို့ကြတော့အကျင့်နဲ့တချို့လူတွေကြတော့ကိုကရေဘူးကဘယ်နေရာတောက်တောက်ယူလာတာသူတို့ရဲ့ရေတောက်တဲ့အကျင့်တွေကကောင်းတယ်ပေါ့။တချို့ကြတော့ရေရထမင်းစားတဲ့အချိန်တော့မတောက်မတောက်တဲ့အကျင့်တွေရှိတယ်။ ဆိုတော့ရေကတော့ပုံမှန်လေးကွက်ကိုရေဘူးလေးဆောင်ထားဖို့လိုမယ်ခဏခဏတောင်းမယ်ကိုကမေ့တတ်တယ်ဆိုရင်တော့တိုင်မှလေးလှုပ်ထားပေါ့2လီတူ3လီတာလောက်ပေါ့နော်ကိုဝင်ဖို့တက်တရက်ကိုဝင်ဖို့တက်ကဘယ်ချင်းဘယ်ချင်းတောင်းလဲပေါ့ ုံမှန်ဆိုတော့အဲ့မှာကျွန်တော်ပြောချင်တာကြောင့်ရေပုံမှန်တောက်နေတယ်ဆိုအချင်းရတော့ပြီဆိုရေကရေတက်နည်းနည်းလေးညော့လာပြီဆိုတော့ကိုကကိုရေကတောက်ချင်လာပြီဆိုတော့ကိုခန္ဓာကတောင်းဆုလာနေမယ်ဟုတ်တယ်အဲ့ဒါကိုတက်တောင်းချင်နေပြီဟုတ်စီလက်ပုံမှန်တောက်နေဆိုတော့ကြောက်ကတ်တွေပါတွေ့လဲဒါကောင်းနေပေါ့နော်ကိုခန္ဓာအားလည်းကောင်းနေနော်ဟုတ်ကဲ့ပါပြီးတော့နောက်နောက်ပြီးတော့ရာသီဥတုနည်းနည်းပူပူအိုက်တဲ့ရာသီဆိုရင်ချွေးရထက်တယ်ဆိုရင်ရေတက်ကတောက်နေချင်းကြောင့်ကိုကခံနိုင်ရင်ရှိတယ်အေးအေးတယ်လို့ပဲနော်ကိုကကိုခံစားရေတက်လည်းဖြည့်တယ်ဆိုတော့ကိုကဘယ်လိုလဲမူးတော့ မေးပါမေးတာမရှိဘူးပေါ့ဟုတ်ကဲ့ပါเนาะနေရာဒီလိုမျိုးအချိန်ဆိုအញ្ញာတိတာလားเนาะဒါမျိုးနေရာနည်းနည်းလေးလို့မှာပေါ့เนาะပြီးတော့နောက်တစ်ခုကကျတော့ကိုကလည်းဟိုပေါ့အနာယူဖို့လည်းလို့မှာပေါ့အနာယူဖို့လို့လို့တယ်ဆိုတော့ဘယ်လိုလဲဆိုတော့ဟိုလိုမျိုးကြီးအိတ်တောင်ပြောတာမဟုတ်ပါဘူးကိုကဒီကျွန်တော်အစပိုင်းမှာပြောတဲ့အထက်မှာလေဒီခနာကိုပုံမှန်ပေါ့နော်ဒီကြမ်းမောက်တက်ကကြပုံမှန်လှုံ့ဆော်မှုတွေလုပ်တယ်ကိုအလုတ်ကအရင်ကြီးထိုင်နေရတဲ့အလုတ်များတယ်ဆိုရင်တော့နော်ပုံမှန်ဆိုရင်ကျွန်တော်တနိုင်နှစ်နိုင်လောက်ဆိုရင်တော့မတက်ရက်လိုက်တာမျိုးလေးပေါ့နော်ဒီခါးလေးပိုင်းနဲ့ဆက်တာမျိုးလေး muscle stretching ပေါ့ အဲ့လိုမျိုးတွေနည်းနည်းလေးလုပ်မယ်နော်ဟုတ်ကဲ့ပါအဲ့ဒါနည်းဒါလည်းကျတော့ကိုကနားနဲ့ break ကိုပြောချင်တာမဟုတ် break ဆိုတာပြောချင်တာကဘယ်လိုလဲဆိုတော့ position ကိုနည်းနည်းလေးပြောင်းပြောင်းပေးတာပြောင်းတာဟိုနည်းနည်းလေးခဏထားတာပေါ့နော်အခုကားမောင်းတဲ့အဲဆရာကြီးဆိုလို့ရှိရင်လည်းနည်းနည်းလေးနော်အဲ့လိုမျိုးခဏရက်ပြီးတော့လမ်းနေမှာရှောက်လမ်းနေပိုင်းရှောက်တာမျိုးနော်အဲ့မကိုရလုံးဖုန်ခံမဲ့တဲ့စကားပြောနေစ time မျိုးပြောမဲ့ချင်မကိုကထိုင်တာနဲ့ကြာပြီဆိုမတက်ရက်ပြောပြောရတယ်နော်အဲ့လိုမျိုးလေးပေါ့ဒါဆိုရင်တော့ကိုဘက်က active ပေါ့နော်ဒီ activity လေးပေါ့ဒီ active being active နည်းနည်းဖြစ်လာမှာပေါ့ဖြစ်လာတဲ့ညာခန္ဓာကိုယ်ရဲ့ physical activity နည်းနည်းလေးရှိလာတယ်ဆိုရင်ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားတွေရောနောက်ပြီးတော့တခြားဒီဟိုကာလနာနာရှိယောဂတွေဖြစ်တဲ့သွေးတို့လို့စီးကြို့တို့ဒါလည်းမဖြစ်ဘူးပေါ့နော်ဒါမျိုးတွေအတွက်ကလည်းကိုယ်ကကာကွယ်ပေးသားဖြစ်သွားနော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာဒါဆိုလို့ရှိရင်တို့နောက်ထပ်ဒုတိယပိုင်းမှာလည်းဆက်ပြီးတော့သိကျင်တာလေးတွေဆက်ပြီးတော့မေးမြန်းပါမယ်နော်ဆရာ